အမောင်ဒူကြီးကဒီကပောက်ကိုပလိယောဂါလို့တိုက်စားနေတယ်။တင်မျိုးတို့ရဲ့မျက်လုံးနဲ့မြင်နိုင်စွမ်းမရှိတဲ့အရာပေါ့။လူတွေကမတင်မျိုးစီမှာဆူတောင်းကြတယ်။ငြင်းချမ်းချင်းရဲ့တန်ရှင်းစင်ကြယ်မြင့်မြတ်မှုကိုကာကွယ်ဖို့ပေါ့။ ဆူယိုးပဲအဲ့ဒါဆူယိုးပဲဒီမျက်နှာဖုံးငါဝစ်စင်ထားတယ်ဒီတာဝင်းကငါတယောက်ထဲအရာပဲဟာဟာဝါ ပါလေခဏပြီးသွားပြီလားသူတို့ရဲ့နှလုံးသားတွေအချောက်တရားအမောင်တို့ပိုကြီးထွားလာစေ။ဒါမဲ့အတွင်းစိတ်ထဲမှာတော့အဲ့ဒီအချောက်တရားကိုချေမိုးဖို့မျှော်လင့်ချက်ရှိနေပါလေ။ Yeah! <laughs> ဒီမျက်နှာဖုံးကနေဖြတ်ကြည့်လိုက်ရင်ဘယ်အကြောက်တရားမှမတွေ့ရဘူး